္စဗျာကဟောထားတာအစွဲ၄မျိုးဥပါဒံလို့ခေါ်တယ်ဥပါဒံဆိုတာဒီဥပအာဒါနဥပဆိုတာပြင်းပြင်းထန်ထန်အာဒါနဆုပ်ကန်ထားတယ်အဲဘုန်းကြီးတို့တွေစာလုံးပြောနေလို့ငါတို့မှဥပါဒံမရှိဘူးလို့မထင်နဲ့နော်ဥပါဒါနအပြင်းထန်ဆွဲကန်ထားတယ်ဆိုတဲ့သဘာဝတရားဟာနှစ်ခုရှိပါလဲလို့ဆိုရင် ရတမှုဆိုတဲ့တဏှာရဲ့အမြင်ရဲ့ဒိဋ္ဌိဆိုတဲ့အမြင်ရဲ့လူတွေမှာရတမှုကလည်းပဲပြင်းထန်တယ်။နော်အမြင်ကလည်းပြင်းထန်တယ်။ရတမှုကိုဖြတ်ဖို့ဆိုတာအလွန်ခက်တယ်။အမြင်ကိုစွန့်ဖို့ဆိုတာလည်းအလွန်ခက်တယ်။အဲ့ဒီနှစ်ခုဟာဥပါဒနော်ပြင်းပြင်းထန်ထန်ဆွဲကင်ထားတဲ့ဥပါဒအဲ့ဒီဥပါဒံကိုမြတ်စွာဘုရားက၄မျိုးခွဲဟောတယ် ဇောလမှုနဲ့ပတ်သက်ပြီးတော့ဟောတဲ့ဥပါဒံကိုကာမှုပါဒံလို့ခေါ်တယ်။ဥပါကိုပြန်ပြီးတော့စစ်ဆေးကြည့်။ကာမှုပါဒံဆိုတဲ့နေရာမှာကာမဆိုတာလူချင်းစရာအာယုန်တွေကိုဥပါဒနာကဆွဲလန်းနေတဲ့တဏှာတဲ့။လူချင်းစရာအာယုန်တွေကိုဆွဲလန်းနေတဲ့တဏှာ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်ကာမဆိုတာလိုချင်စရာအာယုန်တွေကို လိုချင်တဲ့တဏှာသည်ဥပါဒါနဆွဲလန်းနေတဲ့အရာဖြစ်တယ်ပေါ့။ကဲဘုန်းကြီးတို့တွေလွယ်လွယ်လေးနဲ့ခွာလို့ရမလားကိုယ့်အကိုစဉ်းစားကြည့်။နှစ်သက်စရာအာယုန်လေးတစ်ခုကိုနှစ်သက်တယ်ဆိုတဲ့နေရာမှာအဲ့ဒီနှစ်သက်မှုမဖြစ်အောင်လွယ်လွယ်လေးနဲ့ခွာလို့ရမလား။ မရဘူးမျက်စိကမြင်တဲ့အာယုံပေါ်မှာနှစ်သက်တယ်နားကကြားတဲ့အသံပေါ်မှာနှစ်သက်တယ်နှာခေါင်းကရှူရတဲ့အနံ့ပေါ်မှာနော်လျှာကခံစားရတဲ့အရသာပေါ်မှာနေ့စဉ်နဲ့အမျှဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာကံကုံအာယုံနေနဲ့တွေ့တဲ့အတိုင်းမျက်စိကမြင်နားကကြားအဲ့ဒီအာယုံတွေပေါ်မှာသွားပြီးတော့တွဲနေတာတွေရှိတာပေါ့အဲ့ဒါတွေကိုမစွန့်လို့နဲ့အဲ့ဒါကိုကာမှုပါဒံ ကာမုပါဒံကြောင့်မို့လို့ဒီအာယုန်လေးမြင်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်မျက်စိကမြင်ရတဲ့အာယုန်အတွက်နောက်ထပ်ရဖို့နားကကြားတဲ့အသံအတွက်နောက်ထပ်ရဖို့နှာခေါင်းကနမ်းရှိရတဲ့အနံ့ကလေးအတွက်နောက်ထပ်ဘလောက်များဒီဟာတွေအတွက်ဆွဲလန်းမှုရှိသလဲဆိုရင်ကြည့်လေရွှေဆိုင်တွေချမ်းသာနေတာအဲ့ဒါပါလေမျက်စိကမြင်တဲ့အပေါ်မှာ လိုချင်နေကြတာမဟုတ်လားမှန်ပါဗျာအေးကက်ဆက်တွေတို့ MP3 တွေတို့အခုတချင်းနေဟုတ်လား CD တွေ DVD တွေထုတ်နေတာဘာကြောင့်လဲအပန်ကြောင့်ဟုတ်ကဲ့လားအပန်ကိုတွေ့တာလို့လေအခုမြင်ဦးလားရေမွေးတွေတို့မိတ်ကတ်တွေတို့ဘာတို့ဒီအနတ်နဲ့ပတ်သက်တာတွေရောဘလောက်ရောင်းကောင်းနေလဲလောကလူတွေမှာကြည့် စားတော့ဆိုင်နေရဆိုဟောရာသနဲ့ပတ်သက်လာရင်စောင့်ရှောက်စားတော့ဆိုင်နေဘလောက်ကြီးပွားနေတော့เนาะပမာပြေဆိုလို့ရှင်ပိုးတောင်ပေါ်သေးတယ်ကိုယ်နိုင်ငံအစားအသောက်တွေမကဘူးအခုကိုရီးယားနဲ့ဗီယက်နမ်နဲ့ဟိုကနေဒီကနေအစားအသောက်တွေကိုပြည့်နေတာအဲ့တော့ဓာရီအားလုံးပေါင်းလိုက်တဲ့အခါမှာတွေ့တာမှုဆိုတာရှိနေတယ်ဆိုတာထင်ရှားတယ်ဟုတ်ကဲ့ ကဲအဲ့ဒီလူတွေဟာဓမ္မစားရင်ခန္ဓာကိုယ်မတည်တမ်းမှာမို့စားတာလားကြိုက်လို့စားတာဟောကာမှုပါဒံဆိုတာလွယ်လွယ်နဲ့ခွာလို့မရဘူးတဲ့เนาะဒါတွေစားရဖို့ကြိုးစားနေကြအဲ့ဒါကာမှုပါဒံလို့ခေါ်တယ်အဲတခြားဘာသာတွေမှာကာမှုပါဒံကိုပယ်ခွာဖို့ဟောပေးဘူးဟောတဲ့ဘာသာတွေရှိပါတယ်ကာမှုပါဒံကိုပယ်ခွာနိုင်တယ်စွန့်လွတ်နိုင်တယ်တချို့များဆိုအဝတ်တော်မိုးဘူး เนาะไอ้เนี่ยมาตะคู่เฉิงพุ่งนี่ดิซาป่ายใส่หมู่ดิอกုံซ้นลงพี่တော့အဝတ်တော်မောဖဲနဲ့နေတယ်ကာမှုပါရံကိုတော့သူတို့ပဲခွန်နိုင်တယ်ပေါ့ကဲနောက်တစ်ခုဥပါဒံတစ်ခုကိုကြည့်အောင်ဒိဋ္ဌုပါရံအမြင်နဲ့ပတ်သက်တဲ့ဥပါဒံအစွမ်းလန်းတစ်ခုအဲ့ဒီဒိဋ္ဌုပါရံဆိုတာတခြားပြောတာမဟုတ်ဘူးကံဤအကျိုးတရားကိုငင်းွယ်နတ္ထိကဝါရလို့ခေါ်တယ် ကုသကံရဲ့အကျိုးဆိုတာမရှိဘူးလူရတန်းတာအကျိုးမရှိဘူးဒီလောကမရှိဘူးတမနောလောကမရှိဘူးအမေမရှိဘူးအဖေမရှိဘူးအမေအဖေကိုအတိမတ်မပြုဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နတ္ထိမာတာနတ္ထိပိတအမေဖေကိုအတိမတ်မပြုဘူးလို့ဆိုကြတဲ့ကအမေဖေမပေါ်စော်ကားတာတို့အမေဖေပေါ်မှာပြုစုတာတို့ကုသမရဘူးဆိုတာညင်းပယ်တာပဲတူတူပဲဟုတ်ကဲ့လားအဲ့ဒါလို့မရှိဘူးဆယ်ချက်နဲ့ညင်းပယ်တာတွေကိုဒိဋ္ဌုပါဒလို့ခေါ်တယ် အထူးသဖြင့်ယုတ်ဝါဒကိုဆွဲလန်းတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီအယူဆရှိတယ်အဲ့ဒီဒိဋ္ဌုပါဒံကလည်းလွယ်လွယ်နဲ့ဖြုံလို့မရတဲ့ဥပါဒံတစ်ခုပဲအဲတော့နောက်တစ်ခုကအဲ့ဒီဒိဋ္ဌုပါဒံဖြုံနိုင်ပြန်တော့လေဘာကြံသေးတော့ဆိုတော့တဏှာဝုတ်ကလွတ်ရလွတ်ကြောင်းစိတ်ကတော့အကောင်းပဲတဏှာဝုတ်ကလွတ်ချင်လို့ဆိုပြီးတော့အจิตနေจิตနေဘာจิตနေจิตနေအောင်ဆိုလို့ရှိရင်သူက အေးခွန်ခွေးခြင်းနွားခြင်းကျင့်လို့ရှင်တန်လျာဝကလွတ်တယ်လို့ယုံကြည်ယူဆတယ်။ဒါကြောင့်မို့လို့ခွေးလိုကျင့်တယ်နွားလိုကျင့်တယ်။အော်မြောက်လိုကျင့်တယ်ဝက်လိုကျင့်တယ်အမျိုးစုံပေါ့လေဥတော်လိုကျင့်တာလို့အဲ့ဒါလို့ကျင့်တာဒီအများကြီးပဲအမျိုးစုံပဲ။အဲ့ဒါလို့ကျင့်တာဒီလင်းတို့ကြီးလို့တွဲလောင်းဆွဲပြီးတော့နေတဲ့အကျင့်နဲ့ရှိတာပဲဝက်ကူလီဝတလို့ခေါ်တယ်နော်။ အဲ့ဒါလို့အကျင့်မျိုးစုံတွေနဲ့တန်တရာဘုကလွတ်နိုင်တယ်လို့မှားမှားယဉ်ယဉ်မြင်တဲ့အမြင်ကသီလပရဗြဟ္မာတ္တဟောဒီလိုဥပါဒဟောနောက်တစ်ခုကြတော့ပါတော့ဆိုလို့ရှိရင်အတ္တဝါဒုပါဒနာအတ္တဝါဒုပါဒနာဆိုတာဒီတက္ကရာဒိဋ္ဌိကိုပြောတာတက္ကရာဒိဋ္ဌိဆိုတာခန္ဓာ၅ပါးထဲကတစ်ပါးပါးပေါ်မှာဒီအတ္တလို့ယူဆတယ် အတ္တဆိုတာငါလို့ယူဆတယ်ပေါ့ပြောမယ်ဆိုရင်တခါတခါအတ္တနဲ့အဟံနဲ့တွဲပြီးတော့ပြောတာရှိတယ်နော်အဟံမမငါသို့မဟုတ်ငါဥစ္စာကဲဖူကြီးတို့တွေကိုယ့်ကိုယ်ကိုစဉ်းစားကြည့်ငါဆိုတဲ့စကားကိုအယက်စကားအနေနဲ့သာငါလို့ပြောတာကဲဘယ်ဟာကိုငါလဲလို့ကိုယ့်ကိုမေးကြည့်ပေါ့ငါဟာလို့ပြောတယ်ဘယ်ဟာကိုငါဟာလို့ပြောမှန်းလဲလို့တေချာမေးကြည့်လိုက်လို့ရှိရင် ခန္ဓာ၅ပါးထဲကလွတ်ပြီးငါလို့ပြောလို့ရတယ်။မှန်ပါဗျာ။အေးခန္ဓာ၅ပါးထဲကလွဲပြီးတော့ငါဟာလို့ပြောလို့ရတယ်။မရဘူး။အဲ့တော့ခန္ဓာ၅